ဖုတ်ထက်တာဂါထာကိုအင်းဖြစ်စီရင်ပြီးဘလို့အသုံးပြုလို့ရနိုင်လဲဘာတွေလှုပ်ဆောင်လို့ရတယ်လဲဘလို့အကျိုးတရားတွေရရှိနိုင်လဲကြီးလိုက်ကြရအောင်အင်းဇံဂါထာက ဖုတ်ထက်တာလောကဓမ္မိဟိစိတ်တန်ရတနာကံပတိအတော်ကံဝိရဇံခိမံအင်းကွယ်ရေးဆွေရန်ပေတန်းတော်၎င်းအင်းပနက်ချဖရိန်ဖြစ်တော်၎င်းဘိန်းနုဆက်ချသောအခါရွဆူရန်က ကုံဇံဘူးဒီပါမန်နိုင်တိဋ္ဌတုဟုယုဆို၍ရေးသွင်းပါစတင်ယုဆူစာ၍ဆွဲယုဆူပြီးရေးဆွဲပြီးထတ်တူကြပါစေ။ ထမှန်၍အင်းပေါင်လေးဖက်ပက်၍ရေးဆွဲသောအခါအုံးစတုတ္တဆံမဟာရထံဟုတကြိမ်ရွဆိုတကြောင်ရေးဆွဲပါထောက်လေးထောက်ဆောင်ရာနေရာတွင်မိမိအတုံးပြူရေးဆွဲသောဘောပင်ကညစ်အများကိုလက်မကြွားမိစေရန် အထူးတတိပြုပါအင်းပေါင်ပိတ်ပြီးမြောက်မှတောင်သို့မြေးရေးဆွဲသော အုံးဌာနေဌာနေတက်ခိနေဟုတကြိမ်ရွဆိုမြင်းတကြောင်ရေးဆွဲပါရွဆိုခြင်းပြီးရေးဆွဲခြင်းပြီးထက်တူကြအောင်အထူးကယူဆိုင်ပါ နောက်ထပ်အရှိမအနောက်သို့မြင်းရဲဆွဲသောအခါပုံပရိပါကံပရိစီတံဟုတကြိမ်ရွတ်ဆိုမြင်းတကြောင်ရေးဆွဲပါရွတ်ဆိုခြင်းပြီးရေးဆွဲခြင်းပြီး ထက်တူကြအောင်အထူးကယူဆိုင်ပါယခုလိုကာထာမီသော အင်းဆက်အခရာများကိုရေးသွင်းလျင်အဟိမ့်မန္တန်များကိုရွတ်ဖက်ရန်မလို မိမိရေးသွင်းနေသောဂါထာကိုတေချာအာယုံပြုပြီးရေးသွင်းလျင်ရပါသည်မိမိရေးသွင်းအသုံးပြုသောဂါထာများကို နေ့စဉ်တအားသမျှမပြတ်မကွက်ရွတ်ဆိုနိုင်လေပိုကောင်းလေဖြစ်ပါသည်လက်ကောင်းဂါထာ အင်းသွာနေပုံစံကမြင်းခုံအင်းသွာနေပုံစံရဖြစ်ပါသည် ဂါထာများကိုမြင်းခုန်နည်းဖြင့်ရေးသွင်းပြီးသွားသောအခါအလေကွက်လွတ်နေသောနေရာတွင်မိမိတို့၏တက်ဆိုင်ရာမွေးနေ့နန်တင့်ကနန်းများကိုမစ်စေနာမန်တိတ်တန့်တိတ်ထတူဟုရွတ်ဆို၍မိမိတို့မွေးနှံဆိုင်ရာနန်တင့်ကနန်းကိုရေးသွင်းပါဂါထာရွတ်ပြီးမိမိနန်တင့်ကနန်းရေးသွင်းလာပြီးထပ်တူကြပါစေ။ ၎င်းကာထာအင်းများကို ရေးသွင်းပြီးသွားသောအခါရွှေပြား၊ငွေပြား၊ကြေးပြား၊မိုင်းကင်ဆက်ကူ၊ရှမ်းဆက်ကူ၊အေဖိုးစာရွက်တို့ပေါ်တွင် နေကောင်းနှစ်ခတ်ကောင်းတေချာရွေးချယ်ပြီးအင်းစီမြင့်စီကဲနှင့်ကိုက်ညီစွာစီရင်ပြီးလျှင်၎င်းအင်းအားတနာချေခြင်း၊တိတ်တိတ်တင်ခြင်း၊အင်းတက်သွင်းခြင်းအင်းချုပ်ခြင်းစသောဂါထာတို့ဖြင့်38အုပ်စီဆုံး၍၎င်းအင်းအားအောင်ချီးမြှင့်ဖြင့် ကြီးခြေလောက်ပုံစံမိစာပြုလုပ်၍ပဲစီ မစစ်စီတို့ဖြင့်စီမီထွန်အတုံးပြု၍ရသလိုဆောင်းအင်းအဖြစ်အတုံးပြုလို့ရပါသေးသည်တိတ်တိတင် မန္တန်ကဩံတိတ်တိတိတ်တိမဟာတိတ်တိတိတ်တိအပေါင်းထောင်တောင်းတက်ဆရာတက်ထူကာထာနှင့်အင်းစီလက်ဖွဲ့တို့ကို38အုပ်စုပ်ပါလေ အင်းစိလက်ဖွဲ့အသက်သွင်းရန်မနန်ကားအုံ ETP အလာဟံအဝိညာဏကံဩဒထံတဝိညာဏကံတမအံအံထဆရာထကြွဆရာကြွဟူရွဆို၍အင်းစိလက်ဖွဲ့စသည်တို့ကိုထိုကာထနှင့်39အုပ်စုပါလေအင်းစိလက်ဖွဲ့အဆောင်ချုပ်ရန်အင်းချုပ်ကာထကပုံဗုဒ္ဓံချုပ်တမန်ချုပ်တန်ငန်ချုပ်ပြမချုပ်ဒေဝချုပ်ချုပ်ဆရာချုပ်ဟူ ရွတ်ဆိုပြီးအင်းမျက်စိလက်ဖွဲ့စသည်တို့ကို38အုပ်ဆုပ်ပါလေ။